ဲ့ဒီလိုမြတ်စွာဘုရားဘာကြောင့်ဟောနိုင်တာတုံးလို့ဝေဘန်စီစစ်ကြည့်မယ်ရှင်မြတ်စွာဘုရားဟာတရားအလုံးစုံကို အမှန်ကန်သိတော်မူလို့ဘဝဟာဆင်းရဲခြင်းမျှတာဖြစ်တယ်ဆိုတဲ့နံပါတ်၁ဒုက္ခသစ္စာအမှန်တရားဒါကိုမြတ်စွာဘုရားအကုန်အစင်အကျွင့်အကြံမရှိသိတော်မူတယ်မြင်တော်မူတယ်လူချင်းမမောမှုလောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တယ်လို့ဆိုတဲ့နံပါတ်၂အမှန်တရားသမှုရိယသစ္စာကိုလည်းမြတ်စွာဘုရား အကုန်အစင်အကျွင်းအကြံမရှိတိမြင်တော်မူတဲ့တိမြင်သည့်အားလျော်စွာသမှုရိယတစ္ဆာကိုလည်းပယ်ရှားတော်မူပြီးဖြစ်တဲ့လောဘချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတဲ့အငိမ့်တက်ဟာဒုက္ခချုပ်ငြိမ်းခြင်းဖြစ်တယ်ဆိုတဲ့တတိယအမတ်တရားနိရောဓတစ္ဆာကိုလည်းမြတ်စွာဘုရားဟာအကျွင်းအကြံမရှိအကုန်အစင်တိမြင်တော်မူတယ်အဲ့ဒီနိရောဓတစ္ဆာနိဗ္ဗာန်ကိုလည်းဆ ਾਇ ရောက်တော်မူတယ်ဒီလိုမျိုးမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုစဉ်းစားတဲ့ရမှာဟုတ်လား တမာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးသည်ဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့တခုရီးသောလမ်းကြောင်းအမှန်ဖြစ်တယ်လို့ဆိုတဲ့မဂ်ကင်၈ပါးနဲ့ပတ်သက်ပြီးတော့လေးခုမြောက်ဒီအမှန်တရားနဲ့ပတ်သက်ပြီးတော့လည်းမြတ်စွာဘုရားအကုန်စင်အကျွင်းကြံမရှိတိမြင်တော်မူတဲ့ဒီမဂ်ကသစ္စာကိုလည်းပဲပြည့်စုံအောင်ပွားများပြီးဖြစ်တယ်။တမန်တန်ဗုဒ္ဓဆိုတာအဓိကကဒီအိဓိပဲပဲ။ဟုတ်လား။ ဒါကြောင့်အလုံးစုံကိုတည်တော်မူမြင်တော်မူပြီးဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားတရားတွေကိုဟောခဲ့တယ်ဘလို့ရည်ရွယ်ချက်နဲ့ဟောတာတော့ဘလို့အကျိုးကျေးဇူးတွေကိုဖြစ်ထွန်းစေမဲ့တရားတွေကိုဟောတာတော့လို့မေးရင်အခုငါတို့တွေ့ကြုံခံစားနေရတဲ့ဒုက္ခတွေလုံးဝချုပ်ငိမ့်သွားဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီလိုဒုက္ခတွေကိုဖယ်ရှားသုတ်သင်နိုင်တဲ့အစွမ်းလဲရှိတဲ့ဒီသူတော်ကောင်းတရားကိုမြတ်စွာဘုရားဟောခဲ့တာ